အခုငါရေပလင်စီကိုပဲသွားနိုင်လို့တယ်ရေပလင်ဟာငါရဲ့အနေကိုဖြည့်ရှင်းပေးနိုင်လို့တယ်ညှော်လင့်ပါတယ်ဝန်လင်းကအယောင်ခဏမျိုးတောက်ပညာရှင်ပုံရောက်ထဲကိုမွေးခင်ခဏလောက်စဉ်းစားခဲ့ပါတယ်သူကဖြစ်နိုင်တဲ့အချိုးမြတ်နဲ့ဆုံးရှုံးမှုတွေကိုချိန်ဆခဲ့ုံတွေမကပဲသူကအလုံးစုံမြရှိသူရဲ့ဝိညာဉ်ကိုပါတုံးပြီးအနာဂတ်ကိုရှေ့ပြေဟောကင်ထုတ်ခဲ့ပါသေးတယ်ရေပလင်မှာရှင်သန်မှုလမ်းကြောင်းကပတ်ဝန်းနေတာကိုသူကရှာတွေ့ခဲ့ပါတယ် ီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်။ function ပြောခဲ့ဘူးတာတိမ်ပင်လေထရထိုးလီဟာနဲ့အကွဲကြောင်းကလန်တာအိုဖီကိုကောင်းကင်တာအိုကဝါမြို့သွားပြီးအယောင်ခဏမျိုးကောင်းကင်ဧကရေချိန်မွားသွားစေခဲ့တဲ့တိုက်ပွဲအတွင်းမှာပွင့်သွားခဲ့တယ်လို့ဆိုတာပါ။သူမကထိုးနီယာကစမ်းကျတဲ့လီဟာနဲ့ချိတ်ဆက်နေတယ်လို့လည်းပြောခဲ့ပါတယ်။ထိုးကြောင့်ကြမ်းကြုတ်သားရဲ့အများကြီးကပေါ်ထွက်လာတာပါ။ ထိုလီဟာနဲ့အကွဲကြောင်းရဲ့အတွင်းတက်ထဲမှာကြီးမားတဲ့ရစ်ပလင်ယာမျောလင်းနေပါတယ်ထိုရစ်ပလင်ယာပျက်စီးနေပါပြီဒိုးဝရင်ထိုယာမရွေ့လျားပါဘူးတဏျာထဲမှာပဲတရှိနေပါတယ်ရစ်ပလင်ယာသူ့ရဲ့ပတ်ဝန်းကျင်ဟာလီဟာနေလိုပဲလုံးဝမင်းနှက်နေပါတယ်ဒိုးဝရင်ဒေါက်တဏျာကတော့နူးညံ့တဲ့အလင်းရောင်ကိုထွက်လွတ်နေပါတယ်ရစ်ပလင်ယာတဏျာထဲမှာရှိနေရတဲ့အကြောင်းရင်းကသူ့ရဲ့ဒေါက်တဏျာအခြားလီဟာနေတစ်ခုနဲ့ချိတ်ဆက်နေပုံရလို့ပါအိုက်တော့ကနေလိုင်းကြက်တရားပဲ့တင်ထက်ထွက်ပေါ်နေပြီးထိုးရသူ့ကိုနှစ်ပေါင်းတောင်းတဲ့ချီတရှိနေစေခဲ့ပါတယ် ထိုးရာထိတ်ဆက်ထားတဲ့လေဟာနယ်ကိုမပြက်စီးဘဲနဲ့ရှိမနေပါဘူး။အဲ့ဒီမှာလေလေဟာနယ်အကွဲကြောင်းအများပြားရှိနေပါတယ်။အလင်းရောင်ကထိုးအကွဲကြောင်းတွေစီကနေလာနေရပါ။ထိုးရာမြားဒစင်ရစက်ကူတွေအကူထိုးဖောက်သွားပေမဲ့တင့်နေတဲ့ပုံစံနဲ့တူနေပါတယ်။အမောင်တူကစက်ကူကိုထိုးဖောက်ဝင်ရောက်သွားချိန်မှာထိုးနေရာမှာအပေါက်တစ်ခုအသာသဘောတိုင်တရှိနေမှာပါ။ ရှင်းဟောင်းအရှိန်ဝါလှိုင်းလုံးတွေကလည်းရစ်ပလင့်စီကနေလာနေပါတယ်ဒိုးဝရင်ထိုးရအဝေးကြီးကိုမပြတ်နဲ့သွားပါဘူးထိုးရကိုအဝေးကြီးကိုပြတ်နဲ့မသွားအောင်တားဆီးနေတယ်မမြင်ရတဲ့စွန်အားတစ်ခုကရှိနေတဲ့ပုံပါပဲထိုးရစ်ပလင့်ရတောင်ကလေးတစ်လုံးလိုပါပဲအနားရှိဖက်ရှိနေပါတယ်သူ့ရဲ့ပက်လေမှာလှေကလေးအလွာလိုက်တွေရှိနေပြီးရစ်ပလင့်ရဲ့အလဲပဟိုကပေတထောင်လောက်ကျယ်တဲ့ညင်ညာတဲ့နေရာတစ်ခုဖြစ်ပါတယ်တေချာကြည့်ရင်ရစ်ပလင့်ပေါ်မှာရှင်းအောင်ပိတ်ပင်တားဆီးမှုအစီရင်ကိုတွေ့ရပါလိမ့်မယ်ရစ်ပလင့်ရဲ့အလဲပဟိုမှာလမောင်းတစ်ဖက်ကရှိနေပါတယ်ရှင်းဟောင်းအရှိန်ဝါထိုးလမောင်းစီကနေလာ နေရပါဒိုးဝရင်ထိုလမောင်းကတိတ်ပြီးတော့မကြီးမားပါဘူးပေယာကနန်းလောက်ပဲရှိလျားပါတယ်ဒိုးဝရင်ထိုနေရာမှာတိတ်ဆိတ်ပြီးမလုံမယက်နဲ့တည်ရှိနေပါတယ်လေဟာနဲ့အကွဲကြောင်ကြောင်ရစ်ပလင်ရဲ့ဒေါက်တနေရာအချားကဘာတစ်ခုထဲမှာတင့်နေပါတယ်ထိုအချားကဘာကြီးကပန်းနေငှက်တင်နေပြင်းနေနေပြီးမြေကြီးကကောင်းကင်မျက်ပိနေနဲ့ဖုံးလန်းနေပါတယ်တားရဲငယ်လေးတွေအများကြီးကစော်ကစားနေကြပြီးထိုရာကောင်းကင်ဥယျာဉ်တစ်ခုလိုပါပဲထိုချိန်လေးမှာပဲထိုလေဟာနဲ့အကွဲကြောင်တွေကနေတနားစရာအိုဟိတန်ကထွက်ပေါ်လာပါတယ်ထိုအိုဟိတန်ကအကူညီမဲ့မှုတောင်းပန်မှုနဲ့ပြင်းနေခဲ့ပါတယ်ဘသူ ူပဲကြကြတနာကျင်တာစိတ်နဲ့စာနာစိတ်ကိုမလွဲမသိခံစားမိမှာပါဘိုးဘေးလေးတို့ရဲ့ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုလွတ်ပေးကြပါကျွန်တော်မှပြောစရာပုံမြင်နေရတကယ်မရှိတော့ပါဘူးခမည်းတော်ကကျွန်တော်ကိုယတနာတွေကိုထပ်ပြီးရင်တော့ကျွန်တော်မှ ပုံမြင်နေရကြံမနေတော့ဘူးအော်နှစ်တရာကျော်ကြာပြီးရဲ့နောက်မှာကျွန်တော်ရဲ့ဘက်ကပြောရလွန်းလွန်းတော့ထောက်ကန့်နေရပါပြီကျွန်တော်ကမခံနိုင်တော့ဘူး အဟိတနီယာပဲ့တင်ထက်နေတုံးပင်မနွဲ့နဲ့နေတဲ့မျက်နှာမှိမ့်ဖြောင်းနေတဲ့မျက်လုံးနေနဲ့နာကျင်နေတဲ့အမူအရာနဲ့လူပုံတရံတစ်ခုကလီဟာနဲ့အကွဲချောင်းနေရနေရုံကန့်ပြီးတော့ထွက်လာဖို့ကြိုးစားနေပါလေလီဟာနဲ့အကွဲချောင်းရဲ့ပက်လက်မှာအတားစီတစ်ခုကရှင်းရှင်းလင်းလင်းကိုရှိနေပါလေဒိုးရရင်ထိုရထိုလူအပေါ်မှာဘာအချိုးတရမှုမှမရှိပါဘူးသူ့ရဲ့ခန္ဓာရဲ့တဝက်ကျော်ကအပြင်ယုံထွက်လာပြီးသူ့ရဲ့ပုံတရံကိုဖော်ပြနေပါလေအကွဲချောင်းကနေတစ်စင်းအသက်9နှစ်10နှစ်ရွယ်လောက်ရှိတဲ့မင်းကလေးငယ်နှစ်ယောက်ကထိုပုံကြီးရဲ့နောက်မှာစောက်ကြောက်ထိုင်နေတာကိုတယောက်ယောက်ကတွေ့နိုင်ပါလေသူတို့နှစ်ယောက်လုံးက ရန်ဥမချစ်ဖို့ကောင်းပါရင်တယောက်ကခင်ရောင်ဝင်းကိုဝတ်ထားပြီးနောက်တယောက်ကတော့အစိမ်းရောင်ဝင်းကိုဝတ်ထားပါရင်ဟဟန်ဒိုးကသူ့ကိုလွတ်ပေးလိုက်ရင်ကောင်းမလား။ तू ကရန်ဥသနာစရာကောင်းနေပုံပဲ။အစိမ်းရောင်ဝေးုံနဲ့မင်းကလေးရဆက်မတီရတော့တယ်လို့သူ့ရဲ့အဖို့ကိုជីလိုက်ပါရင်ထိုလူကအဲ့စကားကိုကြားတဲ့အခါမျက်ရည်စီးကြလာပြီးသူ့ရဲ့မျက်လုံးထဲမှာထိတ်လန့်မှုကပြင့်နှက်သွားပါရင်ဘောပါ तू ကပုံမြင်ပြောလို့မပြီးသေးဘူးလေ။သူ့ကိုမတနာနဲ့။ तू ကဒီကိုရောက်လာတော့ကငါတို့ကိုဘယ်လိုချင်းချောက်ခဲ့လဲဆိုတော့ မမိသေးလားဟန်ဟန်လို့ခေါ်တဲ့မင်းကလေးငယ်လေးရလေထိုးလူရဲ့ခြေထောက်ကိုဖမ်းဆွဲလိုက်ပြီးသူ့ကိုနောက်ပြန်ဆွဲခေါ်သွားတော့သူကဝမ်းနဲ့ကြေကွဲစရာအော်ဟစ်လိုက်ပါလေလောဘအမြန်အဲ့ဒီပုံမြင်ကိုအဆုံးသတ်လိုက်မင်းကအခုနကလာမင်းဖိမ့်မှန်စောင့်ဝေးအကြောင်းကိုပြောနေတာကျန်နာကိုအမြန်ဆက်ပြောဘဝလူခေါ်တဲ့အဲ့ဒီမင်းကလေးကလောဘကိုကြည့်ရင်ပြုံးလိုက်ပါလေခဏလောက်စဉ်းစားပြီးတော့သူမကစကားပြောလိုက်ပါလေဒီလိုလောက်အောင် ငါတို့တွေကိုနောက်ထပ်နှစ်ပေါင်းထောင်စာပုံမြင်ပြီးပြောပြပြီးရင်ငါတို့ကလှုပ်ပေးရမလားမလှုပ်ပေးရဘူးလားဆိုတော့ငါဆုံးဖြတ်မယ်လောဘအော်ဟစ်လိုက်ပြီးသူ့ရဲ့ခန္ဓာထိုကြောက်စရာကောင်းတဲ့နေရာစီကိုနောက်ပြန်အစွဲခံရတာကိုကြည့်နေလိုက်ပါရင်ဝဝါရဲ့စကားကိုကြားတဲ့အခါမျိုးရည်တွေကပိုလို့နောက်စီးကြလာပါလေဒီလိုဖြစ်မှန်မှန်ငါတိတာပဲမင်းတို့နှစ်ယောက်မင်းတို့ကအရင်တစ်ခေါက်ကလည်းဒီအတိုင်းပဲငါ့မှာတကယ်ဘယ်ပုံမြင်နေရမရှိတော့ပါဘူးငါရင်နဲ့လောက်တောက်ချင်တယ် လောဘရဲ့မျက်လုံးတွေဟာမျောလင်းကျဲကင်းမဲ့မှုနဲ့ပြင်းထန်နေပြီးသူ့ရဲ့နှလုံးသားနောင်တတရားနဲ့ပြင်းထန်နေခဲ့ပါတယ်။သူကအပြင်နယ်ပယ်မှာဝင်လင်းနဲ့တွေ့ဆုံခဲ့ပြီးနောက်ဆုံးမှာသူ့ကိုယ်ပေါ်ကအနံဆိုးကိုဖိရှားခံခဲ့ရပါတယ်။မူလကတော့သူကတပြင်းတစ်ချက်ချလိုက်နိုင်ခဲ့ပါတယ်။ဒိုးရရင်မကြခင်မှာပဲသူကအတွင်းနယ်ပယ်နဲ့အပြင်နယ်ပယ်ကြားစစ်ပွဲကိုကြုံတွေ့ခဲ့ရပါတယ်။ ထိုစစ်ပွဲကြီးကသူ့ကိုအရန်အောင်မှာစိတ်လှရှားစေခဲ့ပါတယ်ထိုစစ်ပွဲထဲမှာသူကပုံများပြားတဲ့ရတနာတွေကိုရနိုင်ပြီးသူ့ရဲ့ကျင့်ကြံမှုအစဉ်အာတိုးတက်လာနိုင်လို့ပါလောဘအပြင်းနယ်ပယ်စစ်တပ်ကိုလိုက်သွားပြီးတိမ်ပင်လေကိုရောက်တဲ့အခါလှုပ်ဝက်ဆောင်နဲ့ထွက်ခွာသွားခဲ့ပါတယ်ရတနာတွေအပေါ်သူ့ရဲ့အာယုံခံစားမှုနောက်ကိုလိုက်ရင်တိမ်ပင်လေထေရလီဟာနဲ့တန်လျက်ကိုရှာတွေ့ပြီးအထဲကိုဝင်သွားခဲ့ပါတယ်သူကအရန်အောင်မှာစိတ်လှရှားနေခဲ့ပါတယ်ဘာလို့လဲဆိုတော့အစွမ်းထက်တဲ့ရတနာအရှိန်အဝါတစ်ခုကထိုနေရာမှာရှိနေတာကိုသူကသတိထားမိလို့ပါထိုအရှိန်အဝါသူ့ကို15မိနစ်နီးပါးလောက်အယူတယောက် 要留，要么就给扒了。 သူ့ရဲ့ကံအရန်အုံးမှာကောင်းတယ်လို့သူကယုံကြည်ခဲ့ပြီးထိုနေရာမှာကြီးမားတဲ့ကံကောင်းမှုကြီးတစ်ခုကြုံတွေ့ရနိုင်မယ်လို့လည်းတွေးမိပါတယ်။သူ့ရဲ့ကျင့်ကြံမှုအစဉ်အတိုးတက်လာမှာဖြစ်ပြီးဟိုဝယ်လင်းကိုကြောက်စရာမလိုတော့ပါဘူး။သူ့ရဲ့ယတနာအလုံးကိုပြန်ယူပြမယ်လို့သူကတွေးနေခဲ့ပါတယ်။ဒီလိုရည်မှန်းချက်ကြီးကြီးမားနဲ့လောဘသူ့ရဲ့ယတနာအယုံခံစားမှုနောက်ကိုလိုက်ရင်ဂူထဲကိုဝင်သွားခဲ့ပြီးထိုရှေးအောင်ရစ်ပလင်ကိုအမှန်တကယ်ကိုမှရှာဖွေတွေ့ရှိခဲ့ပါတယ်။ထိုရစ်ပလင်ကိုမြင်ရချိန်မှာလောဘအလိုမင်ုံမှစိတ်လှုပ်ရှားသွားပါတယ်။ရစ်ပလင်ရဲ့ဒေါက်တနေရာချိတ်ဆက်နေတဲ့လေဟာနဲ့အကွဲကြောင်းအတွင်းကကဘာကိုလည်းသူ ကမြင်တွေ့ခဲ့ရပါတယ်။ထိုအရာကိုမြင်ရလိုက်ချိန်မှာသူကဝင်းပလီတကောင်လို့အော်ဟီလိုက်ခြင်းနဲ့စိတ်ပါပေါက်သွားပါတယ်။သူကမရေမတွန်းနိုင်တဲ့ကောင်းကင်မြက်ပိတ်တွေကိုမြင်တွေ့ခဲ့ရပါတယ်။အများစုကသူစာအုပ်တွေထဲမှာပဲမြင်ဘူးတဲ့အရာတွေဖြစ်ပြီးအများစုကသူတစ်ခါမှမတွေ့ဘူးတဲ့အရာတွေဖြစ်နေပါတယ်။ တို့အာလုံးဒီပါသူကတန့်စင်လိုက်တာနဲ့သူ့ရဲ့ချင်းချင်မှုအဆင်ကိုတိုးတက်စေနိုင်ပါတယ်။အဲ့မှာကောင်းကင်မြက်ပင်ကြီးကအရန်အုံးများပြားလုံးနေပြီးသူ့ကိုအသက်ရှူရမတက်ဖြစ်သွားစေခဲ့ပါတယ်။ကောင်းကင်မြက်ပင်နဲ့အပြင်ကြောင်မတ်ဖွေရာချင်းချင်မှုအဆင်ရှိနေတဲ့အလွန်အမနူးညံ့တိမ်မွေးတဲ့ကောင်းကင်သားရဲတွေကိုလည်းသူကမြင်တွေ့ခဲ့ရပါတယ်။ထိုကောင်းကင်သားရဲတွေကတကောင်နဲ့တကောင်လိုက်ဖမ်းရင်းနဲ့စော်ကစားနေကြပါတယ်။ထိုရာလောဘကိုပိုလို့နောက်မှာစိတ်လှုပ်ရှားသွားစေပါတယ်။ သူ့ရဲ့အတွေ့အကြုံအရသူတို့တွေကိုမဆိုင်ရင်သူ့ကိုဒုက္ခပြီးမှမဟုတ်ဘူးဆိုတာသူကသိပါတယ်။သူ့ရဲ့လူငယ်ဘဝမိုးကြိုးနှကားလိုပဲသူ့ရဲ့အိမ်မွေးတရိတ်ဆန်တော်ဖြစ်လာနိုင်ခြေရှိနေပါတယ်။ထိုးရအားလုံးကလောဘကိုစိတ်လွှရှာမှုကြောင့်တုံ့ဝင်သွားစေပေမဲ့သူကကိုယ့်အကူမပြောင်းဆုံးသေးပါဘူး။သူကအကွဲကြောင်းဘီယူဆိုင်နဲ့လိလာစောက်ကြည့်ခဲ့ပါတယ်။ထိုးနေရာကိုစောက်ကြက်နေတဲ့ကြီးညက်သူတွေရှိမရှိကိုသူကကြည့်ကျင်ခဲ့ပါတယ်။ရက်ပေါင်းများစွာစောက်ကြည့်ပြီးတဲ့နောက်မှာတော့မင်းကလေးငယ်လေးနှစ်ယောက်ကပေါ်လာတာကိုသူကမြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့အမိမာတော့ထိုမင်းကလေးငယ်လေးနှစ်ယောက်ကဘာချင်းချောင်းမောက်မပေးနိုင်ပါဘူးလောဘပျော်ရွှင်စွာနဲ့ရေမောလိုက်ပြီးအကွဲချောင်းလေးကိုဝင်ရောက်တော်ခဲ့ပါတယ်အကွဲချောင်းပေါ်ကအသားစီရသူ့အပေါ်မှာဘာအကျိုးတရားမှုမှမရှိခဲ့ပါဘူးလောဘဒါကိုထူးဆန်းတယ်လို့လုံးဝမခံစားရပါဘူးသူကအဲ့လိုအရာမျိုးတွေနဲ့အချိန်ပေါင်းများစွာကြုံတွေ့ခဲ့ပူပါတယ်အကွဲချောင်းလေးကိုဝင်ရောက်သွားပြီးတဲ့နောက်မင်းကလေးတွေကသူ့ကိုမြင်ပြီးတော့အံအတင့်သွားတော့သူကတွေ့လိုက်ရတော့သူကပိုလို့နောက်မှာစိတ်လှုပ်ရှားသွားပါတယ်သူကသူ့ရဲ့လက်ကိုဝင်ရင်ပြီးမင်းကလေးငယ်နှစ်ယောက်ကိုထောင်ချောင်းဆင်လိုက်ကကောင်းကင်မျက်ပင့်တွေကိုစတင်ခုဆုတ်ပါတော့ ော့တယ်သူကရင်အဲ့နောက်ဖြစ်ဖြစ်ခဲ့တဲ့တနာစီယာကောင်းတဲ့ဖြစ်ဖြစ်ကိုသူကဘယ်တော့မှမမေ့နိုင်ခဲ့ပါဘူးသူကသူတို့ထောင်ချောက်ဆင်ပြီးရန်တော့မှာတော့အဲ့မိန်ကလေးနှစ်ယောက်ကပြောခဲ့တဲ့စကားကိုသူကအခုထိမှတ်မိနေတုန်းပါဟဟန်သူကဘာတူလဲဘာလို့သူကရုတ်တရက်ဒီမှာပေါ်လာရတာလဲငါလည်းမသိဘူးထူးဆန်းလိုက်တာသူကငါတို့ခင်းရောင်နေကန်းရဲ့တားရဲမွေးမြူရဲ့နေပယ်ထဲကိုဘလို့ဝင်လာလဲသူကအယူတယောက်လို့နေရထင်လားအဲ့ဒါတွေကတားရဲလေးတွေအတွက်မျက်ပင်နေလीဘာလို့သူကပါဇက်ထဲကိုထည့်နေရလဲ မင်းကလေးငယ်နှစ်ယောက်ကခဏလောက်ကြောင်ကြည့်နေကြပါလေပြီးတော့ဝဝလူခေါ်တဲ့မင်းကလေးကရှေ့ကိုတိုးလာပြီးလောဘရဲ့ထောင်ချောက်ကိုလုံးဝလိလူရှူလိုက်ပါတယ်။သူမကသူ့နောက်ကိုရောက်လာပြီးသူ့ကိုကန်လိုက်ပါတယ်။အဲ့ဒီကန်ချက်အပြီးမှာပဲလောဘရဲ့တနာစရာအဖြစ်တရားစတင်ခဲ့ပါတယ်။ဖြစ်ပြခဲ့သမျှအရာအလုံးကိုပြန်တွေးမိရင်လောဘရဲ့မျက်လုံးထဲမှာမျက်ရည်တရားဝေသီးလာပါတယ်။သူကဂုံယူဝင်ကြောမှုနဲ့ပြင်းထန်နေတဲ့မင်းကလေးနှစ်ယောက်ကိုကြည့်လိုက်ပြီးသူ့ရဲ့နှလုံးသားထဲမှာမျက်လုံးချက်ကင်းမဲ့သွားပါတယ်။သူကသူ့ကိုမနိုင်ပါဘူး။အဲ့တုန်းကကန်ချက်တစ်ချက်ထင်းနဲ့သူ့ရဲ့ကျင့်ကြံမှုအစဉ်အလာပျက်စီးလို့နေပါဖြစ်သွားခဲ့ရပါတယ်။သူ့ရဲ့အမြင် င်မှာတော့ထုတ်မင်းကလေးငယ်နှစ်ယောက်ကအရန်ဦးမှာကြောက်ဖို့ကောင်းလုံးပါလေကျွန်တော်ကပြောပါမယ်နောက်ဆုံးတစ်ခေါက်အဲ့လူတက်သမားအယုတ်ဆိုးအဆက်မရှိမုံမာတဲ့နဆိုးဝန်လင်းရောက်လာမင်းဖိတ်မှန်ဆောင်းမူရဲ့ဝမ်ပိုက်ထဲမှာရှိနေခဲ့တာလောဘရဲ့ဝမ်ပိုက်ထဲကမီးရင်နဲ့ပြင်းထန်နေပြီးသူကစတင်ပြပြလိုက်ပါတယ်အဲ့ဝန်လင်းကအရန်ကိုရုပ်မာတာပဲသူကဘလို့နောင်မှဒီလိုဖြစ်နိုင်ရလဲခင်ရောက်ဝေမင်းကလေးဟန်ဟန်ကမျက်မှောက်ကျုပ်ပြီးမကြင်မနဲ့ရေဦးလိုက်ပါတယ်ဟန်ဟန်နင်ကမှတ်မိလားငါအနေကိုအရင်ကပြောဘူးတာလေ ငါဆရာနဲ့အတူဆေးဘီနီကိုစူဆောင်းဖို့အတွက်အပြင်ကိုထွက်တော့ဟာအရန်ကိုထူးဆန်းတဲ့နဖျားအယုံတစ်ခုကိုတွေ့ခဲ့တယ်။ငါသူနဲ့ဆက်သွယ်ကြည့်တော့သူ့ရဲ့နာမည်ကဝန်လင်းလို့ပြောတယ် လောဘရစ်ပလင်ရှိနေတဲ့ကြဲပြန်းတဲ့လေဟာနဲ့ထဲမှာနာကျင်စွာနဲ့ဇလံကိုပြပြနေချိန်မှာဝက်လင်းကဖြူဖြောနေတဲ့မျက်နှာနဲ့အတူသွေးလွမြောက်ခြင်းကိုတုံးဖို့နောက်ထပ်သွေးတစ်ပုဒ်ကိုအန်ထုတ်လိုက်ပါတယ်။သူ့ရဲ့နောက်မှာလေဟာနဲ့ကိုရိုင်ကမီးလောင်ကျွမ်းနေတယ်လို့ဖြစ်နေပြီးမီးငတ်ကိုးကောင်ကသူ့နောက်ကနေလိုက်နေပါတယ်။အစွမ်းထက်တဲ့အပူလိုင်းတစ်ခုကမီးငတ်ကိုးကောင်စီကနေပြန်နှံထွက်လာပါတယ်။သူ့တို့နောက်မှာတော့အယောင်ခဏမျိုးတောက်ပညာရှင်ကတက်ဖြက်လိုစိတ်တွေပြင်းထန်နေပြီးတရောက်တက်တာအချိန်နဲ့လိုက်ပါလာနေပါတယ်။ မင်းရဘယ်ကိုထပ်ပြုံးမလဲဆိုတော့ငါကြည့်ကျင်သေးတယ်မင်းရဲ့ရှေးအောင်ခံတာကိုပျော်ဖြစ်တဲ့အထိငါလောင်မြိုက်ပြစ်မယ်မင်းရဘလောက်ပဲပြန်ကောင်းလာလေလေမင်းကိုပို့ပြီးတော့နာကျင်ရလေပဲငါမင်းရဲ့မူလဝိညာဉ်ကိုဆွဲထုတ်ပြီးယတနာတစ်ခုဖြစ်တန့်စင်ပြစ်မယ်အဲ့လိုလုံးမပဲငါရဲ့နှလုံးသားထဲကအမုန်းတရားကိုဖြေဖြောင်းနိုင်မှာ ဝယ်လင်းရဲ့ခန္ဓာမီးလောင်ကျွမ်းနေပုံရပြီးပြင်းထန်တဲ့နာကျင်မှုကသူ့ရဲ့တစ်ခုလုံးကိုလွှမ်းခြုံလာပါတယ်။သူ့ရဲ့ခန္ဓာထဲမှာစီးဆင်းနေတဲ့သွေးတွေကစူပွက်နေသလိုဖြစ်နေပြီးသူ့ကိုပြင်းထန်စွာနဲ့နာကျင်စေပါတယ်။သူကအန်ထုတ်လိုက်တဲ့သွေးတွေကပူနွေးနေပြီးသူ့ရဲ့ခန္ဓာကဖြည်းဖြည်းချင်းပြာကျသွားဖို့လုံမြိုက်ခန့်နေရတဲ့ကြီးမားတဲ့မီးဖိုးကြီးတစ်ခုလိုဖြစ်နေပါတယ်။သူကမီးနှစ်သာရကိုထိန်းချုပ်နိုင်ပေမဲ့ခနာလောက်ပဲနှောင့်နှေးစေနိုင်ခဲ့ပါတယ်။သူ့ရဲ့မီးနှစ်သာရတော့မှအယောင်ခဏမျိုးတောက်ပညာရှင်ရဲ့ဤပညာကြောင့်ဖြစ်လာတဲ့လောင်ကျွမ်းမှုကိုအခုခန့်နိုင်ပုံမရပါဘူး။ဝယ်လင်းရဲ့ခန္ဓာကိုယ်ကလမ်းတစ်လျှောက်လုံးကိုဇက်တိုက် ြန်ကောင်းနေခဲ့ပါတယ်။သူကဘလောက်ပြန်ကောင်းလာလေလေအဲ့ဒါပို့ပြီးတော့နာကျင်လေလေဖြစ်ပြီးနောက်ဆုံးမှတော့သူကမခံနိုင်တော့တဲ့အချိန်တွေအထိရောက်လွန်နေပါဖြစ်သွားပါတယ်။ဒိုးဝရင်ဝက်လင်းကအချိန်မဖြုံးခဲ့ပါဘူး။သူကထွက်ပြေးဖို့အတွက်သွေးလွမြောက်ချင်းကိုအချိန်ပေါင်းများစွာအသုံးပြုခဲ့ပါတယ်။သူကရစ်ပလင်နဲ့ပို့ပို့ပြီးတော့နီးကပ်လာပါပြီ။ခဏအကြာမှာနောက်ထပ်တီနီယာရှစ်ပြောင်းချင်းတစ်ခုအပြီးမှာဝက်လင်းကအဝေးကရစ်ပလင်ကိုလှမ်းမြင်လိုက်ရပါတယ်။ဝက်လင်းကအဲ့ဒါကိုမြင်လိုက်ရတဲ့အချိန်မှာသူ့ရဲ့မျက်လုံးကအယောင်တောက်သွားပြီးမီးလောင်နေတဲ့အလင်းတန်းတစ်ခုလိုအဲ့ကိုယူလျားသွားပါတယ်။အဲ့ဒီအချိန်မှာပဲမင်းကလေးငယ်နှစ်ယောက်ကဝက်လင်းဆိုတဲ့နာမည် ပလိမှာအငင်းခုန်ဖြစ်နေတုံးလောဘကတန်လျက်ရှိရာစီကိုဂယူဆိုင်နဲ့နောက်ပြန်ဆုပ်ထွက်ခွာလာခဲ့ပါလေလောဘကယူတယောက်လိုဖြစ်သွားပြီးတန်လျက်စီကိုအပြေးလွှားနဲ့ထွက်လာခဲ့ပါလေဒူဝါရင်အပြင်ကိုထွက်လာတဲ့အခိုက်တက်မှာပဲသူကပျော်ရွှင်မှုတွေကြောင်းမျက်ဤတွေကြားမိပါလေသူရှေရလီဟာနဲ့အကွဲကြောင်းကိုသူကကြည့်လိုက်ပြီးတေးရှင်ဘေးရနေရတခုကနေလောလောဆယ်လွမြောက်လာသလိုခန်းစားလိုက်ရပါလေဒူဝါရင်သူ့စီကိုပြန်တန်းလာတယ်မီးလောက်နေတဲ့အလင်းတန်းကိုမြင်အားချိန်မှာသူ့ရဲ့ပျော်ရွှင်မှုကခဏလောက်ပဲကြာလိုက်ပါလေဝမ်လေး လောဘကခဏလောက်ကြောင်သွားပြီးသူ့ရဲ့မျက်လုံးတွေကမြုံချင်နိုင်မှုနဲ့ဖြစ်သွားပါလေ။ဒိုးရရင်တေချာကြည့်ပြီးတဲ့နောက်မှာတော့သူကအော်ဟစ်လိုက်မိပါလေ။မင်းမင်းမင်းကငါ့ကိုလွတ်မပေးသေးဘူးလား။ငါဒီအဝေးကြီးထိနောက်ရောက်နေတာ။မင်းကငါ့နောက်ကိုလိုက်နေတော့ပဲလား။ မင်းလောဘရဲ့မျက်နှာဖျော့ဖျော့သွားပြီးတူးလိုလိုနောက်ဆုတ်လိုက်မိပါတယ်ဝင်လင်းကအနားကိုရောက်လာပြီးရေပလင်းပေါ်ကိုရိုင်နေဆောင်နဲ့လဲကျသွားပါတယ်သူကနောက်ထပ်သွေးတစ်ပုဒ်ကိုအန်ထုတ်လိုက်ရပါတယ်ထိုးချိန်မှာဝင်လင်းကလည်းသူ့ရှိမှရုတ်တရက်ပေါ်လာတဲ့လောဘကိုမြင်တွေ့လိုက်ရပါတယ်ဝင်လင်းကလောဘကိုလီလူရှုပြီးအဝေးကိုလှမ်းကြည့်လိုက်ပါတယ်အဝေးမှာလေဟာနေရလောင်ကျွမ်းနေပြီးအီယာမမင်းငတ်ကိုကောင်ကနေမင်းနေအဖြစ်ပြောင်းလဲသွားကချင်းကက်လာနေပါတယ်သူတို့နောက်မှာတော့တက်ဖြက်လူစိမ့်နဲ့ပြင်းနေနေတယ်အယောင်ခုနှစ်မျိုးတောက်ပညာရှင်ကဖြည်းဖြည်းနဲ့နီးကက်လာပါတယ် သူကခြေတလန်းလှမ်းလိုက်တိုင်းလီဟာနေရတုန်ခါသွားပါတယ်အဲ့ဒါအရန်အုံးမှာကြောက်ဖို့ကောင်းလို့ပါတယ်လောဘရဲ့မျက်နှာကနောက်တစ်ချိန်ပြောင်းလဲသွားပြီးသူ့ရဲ့မျက်လုံးတွေကပြူကျက်သွားကသူကတုံရင်စွာနဲ့နောက်ဆုတ်လိုက်ပါတယ်အယောင်ခဏမျိုးတောက်ပညာရှင်ရဲ့စွမ်းအားကသူ့ကိုကြောက်ရွံ့တုန်လို့သွားစေပါတယ်ဒီဝယ်လင်းရဒလောက်ကြောက်စရာကောင်းတဲ့ပုဂ္ဂိုလ်ကြီးကိုရန်သွားဆခဲ့တာပဲအဲ့လူကဘာတူလဲ လောဘတဝင်နေပြီးအကွဲကြောင်းအတွင်းရတားရဲမွေးမြူရနေပယ်သေးကိုပြန်ဝင်ဖို့အတွက်ကြံလိုက်ပါလေ။သူ့အတွက်တော့အပြင်ဘက်ကရဟုံးမှာအနေရများပါလေ။အတွင်းကိုပြန်ဝင်ပြီးဘိုးဘေးလေးတွေကိုပုံမြင်ပြန်ပြောတာပို့ပြီးတော့ဘေးကင်းပါလေ။ဒိုးဝါတွေအဲ့ဒီအချိန်မှာပဲရောင်ခွန်းမျိုးတောက်ကိုပညာရှင်ကသူ့ရဲ့ညာလက်ကိုမြှောက်လိုက်ပြီးဝင်လင်းရှိနေတဲ့ရစ်ပလင်ကိုလက်ညှိုးနဲ့ထိုးလိုက်ပါလေ။ဒါမင်းရထွက်ပြေးလာတဲ့နေရာလား။ဒါဆိုရင်ငါမင်းကိုဒီနေရာမှာတန်းစင်ပစ်လိုက်မယ်။ အယောင်9မျိုးတောက်ပညာရှင်ကလက်ညှိုးနဲ့ထိုးလိုက်တာနဲ့နေကိုစင်းကဝင်လင်းစီကိုပြန်တန်းသွားပါတယ်အပူလိုင်းကဝင်လင်းစီကိုတိုးဝင်လာပြီးသူ့ရဲ့လမ်းကြောင်းတစ်လျှောက်ကအရာအလုံးကိုပြဖြစ်အောင်လို့လုံကျွမ်းစီခဲ့ပါတယ်ဝင်လင်းကရစ်ပလင်းပေါ်မှာထိုင်ချလိုက်ပြီးသူ့စီကိုပြန်တန်းလာတဲ့နေကိုစင်းကိုစိုက်ကြည့်နေလိုက်ပါတယ်ရှင်တန်လွမြောက်ဖို့အတွက်အခွင့်အရေးဘယ်နေရာမှာရှိနေလဲဆိုတော့သူကမသိခဲ့ပါဘူးဒိုးဝရင်ရစ်ပလင်းတွေကလက်တစ်ဖက်ကိုသူကမြင်လိုက်ရပါတယ်ထိုလမောင်းကထွက်လွတ်နေတဲ့ရှေးရောင်းအချိန်ကအရန်အုံးမှာရင်းနေနေပါတယ်အဲ့ဒါရဲမောရဲ့လမောင်းတစ်ဖက်ဖြစ်တာကိုသူကချက်ချင်းပဲမှတ်မိလိုက်ပါတယ် ဒီလက်မောင်းကရှင်တန်လွတ်မြောက်ဖို့အတွက်အခွင့်အရေးဖြစ်နိုင်မလား ဝလင်းကတွေ့မနေတော့ပါဘူးသူကပဝင်းချင်းကိုကြီးပွန်းတော့အချိန်မရှိပါဘူးသူကသူ့ရဲ့လက်တွေကိုအဲ့လက်မောင်းပေါ်မှာဖိကပ်လိုက်ပါတယ်တကယ်လို့အခြားတယောက်သာဆိုရင်သူတို့ကအဲ့လက်မောင်းနဲ့ပေါင်းဆက်နိုင်မှာမဟုတ်ပါဘူးဒိုးရရင်ဝလင်းကတော့မတူညီပါဘူးသူကရဲမောစီကနေစစ်မှန်တဲ့ရှေးအောင်မွေနစ်ကိုရရှိထားပါတယ်ထိုးချိန်မှာလက်မောင်းကနေဆူးရှားတဲ့အလင်းရောင်ကထုတ်လွတ်လိုက်ပြီးဝလင်းကိုလုံလုံလလလွှမ်းခြုံသွားပါတယ်တစ်ချိန်တည်းမှာပဲလောဘအပူလိုင်းထဲမှာစိတ်ကူးညင်နေမိပါတယ်သူ့ရဲ့ခန္ဓာတစ်ချမ်းကအကွဲကြောင်းထဲကိုဝင်သွားပြီမဲ့သူကလုံလုံဝင်သွားဖို့အတွက်နောက်ကျသွားခဲ့ပါတယ်အနှစ်တစ်ထောင် အနှစ်3000နှစ်ပေါင်း3000ကျွန်တော်ကနှစ်ပေါင်း3000ကျောင်းပုံမြင်နေကိုပြပြပါမယ်ဘိုးဘေးလေးတို့နှစ်ယောက်ကျွန်တော်ကိုကဲကြပါဦးလောဘနာကျင်စွာနဲ့အော်ဟစ်လိုက်ချိန်မှာသူ့ရဲ့ကြောလက်တတလေးနှစ်ဖက်ကဖိကက်လာတာကိုသူကခံစားလိုက်ရပါတယ်တစ်ချိန်တည်းမှာပဲသူ့ကိုအသက်ရှူရမတက်ဖြစ်သွားစီလောင်းအထိအစွမ်းထက်တဲ့ကျင့်ကြံမှုစွမ်းအားကအဲ့ဒီလက်တတလေးနှစ်ဖက်ကနေတစဉ်သူ့ရဲ့ခန္ဓာထဲကိုတွန်းဝင်လာခဲ့ပါတယ်ထိုကျင့်ကြံမှုစွမ်းအားကလောဘရဲ့ခန္ဓာကိုအဆုံးမဲ့ရွှေရောင်အလင်းနဲ့ထုံးလင်းတောက်ပစေခဲ့ပါတယ်ထိုရွှေရောင်အလင်းကပြန့်နှံ့သွားပြီးလောဘရဲ့လက်တွေကသူ့လိုလိုလှုပ်ရှားသွားကနောက်ဆုံးမှာစဝိုင်းပ ုံစံတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ထိုစဝိုင်းပုံစံအဖြစ်ပေါ်လာတဲ့အခိုက်အတန့်မှာရွှေရောင်နေတစဉ်ကသူ့ရဲ့လက်ထဲမှာပပောက်လာခဲ့ပါတယ်။ထိုရွှေရောင်နေကလက်ဖွားရွယ်စားလောက်ပဲရှိပေမဲ့အဲ့ကနေထွက်ပေါ်လာတဲ့စွမ်းကလေဟာနယ်တစ်ခုလုံးကိုတုန်ခါသွားစီလောင်းအထိအလုံးမယုံမှပြင်းထန်ပါတယ်။ထိုရာတိမ်ပင်လေကိုတုန်ခါသွားစီပါတယ်။စင်းခုံမြင်းနဲ့အခြားကျဲဆုစနစ်ကိုပါတုန်ခါသွားစီပါတယ်။ပြီးတော့ပြင်ပနဲ့ပဲတစ်ခုလုံးကိုပါတုန်ခါသွားစီပါတယ်။ဒိုးရရင်ပို့ပြီးတော့ကြောက်စရာကောင်းတဲ့အရာတစ်ခုကရောက်လာဖို့အတွက်ရှိနေပါသေးတယ်။ ်လေကောင်းကင်ဘုံနေပယ်ထဲရတိုက်ကြီးတွေကိုဝင်လင်းကယူသွားခဲ့ပေမဲ့နေပယ်ရတော့ရှိနေတုံးမှာဝင်လင်းကစိတ်ခတ်ခဲ့တဲ့လမ်းကြောင်းကလည်းအိမ်မှာရှိနေတုံးမှာထိုးရှိန်ွာပြန်နဲ့ထွက်သွားတဲ့အခိုက်တန့်မှာလမ်းကြောင်းရဲ့အစုံကတကားပြင်းထန်စွာနဲ့တွန်ခါသွားပါတယ်ထိုးရလှန့်ကူကပောက်ကိုကြောင်းလန်းတုံလို့စီခဲ့တဲ့အရှိန်ွာကိုထိုးတကားနဲ့တစင်ဂွီဂွီခိုင်းတဲ့ကိုယူစိတ်ထွက်သွားစီခဲ့ပါတယ်ထိုးရှိန်ွာပေါ်လာတဲ့အခိုက်မှာပဲဂိုင်းနေရချင်းညံ့သူအာလုံးရဲ့မျက်နှာအမူအရာတီးတောက်ပြောင်းလဲသွားပါတယ်ချင်းချက်မှုအစင်းမြင့်တဲ့သူတွေကအန်အသင့်မှုအမျိုးကြီးနိုင်မှုနဲ့ပြင်းထန်သွားပါတယ် နေ90နှစ်ရတပါမဟာအင်ပါယာကောင်းကင်ဘုံရဲ့အရှိန်ပါဒါဘယ်မဟာအင်ပါယာကောင်းကင်ဘုံကအဲ့ဒီမှာပေါ်လာတာလေမတိမျိုးကျက်တာကုန်းမြကြီးပေါ်မှာရေခဲတောင်ထိမှထိုင်နေတဲ့ function man ကလည်းချစ်ချင်းပဲမျက်နှာဖျက်ဖျောက်သွားပါလေရေခဲတောင်ကရုတ်တရက်ပြုတ်ကွဲသွားပြီးသူမကကြောင်းလန့်တကြာမျက်နှာထားနဲ့ခုန်ထွက်လာခဲ့ပါလေဒါဒါမဟာအင်ပါယာကောင်းကင်ဘုံရဲ့အရှိန်ပါပဲ မတိမ်မျိုးကျက်တာကိုမြင့်ကြီးပေါ်မှာအရှိပိုင်းဂိုင်းခွဲ၉ခုရဲ့အဖွဲ့စည်း၃ခုထဲမှာနံပါတ်၁ဂိုင်းကခင်ရောက်နေဂိုင်းပါဂိုင်းတစ်ခုထဲရဲ့အစွမ်းကကျန်တဲ့၈ဂိုင်းကိုတိုက်ခိုက်ရှင်းလင်းဖို့ကလုံလောက်ပါလေထိုးရာဘာလို့လဲဆိုတော့ ဒါနာယီလာမဟာအင်ပါယာကောင်းကင်ဘုံတွေထဲကတယောက်ကခင်ရောက်နေကန်ရဲ့ဖွဲ့ဝင်တယောက်ဖြစ်နေလို့ပါမတိမျိုးကျက်တာကိုမြင့်ကြီးရဲ့နေကိုးစင်းရဲ့ဒဇင်းမှာဒိုးဝရင်ထိုမဟာအင်ပါယာကရန်ကုန်လှုပ်ဝက်ဆန်းကျိပြီးအဲ့လူရဲ့ပုံတရံကိုတိတဲ့လူကနိုင်ငယ်ပဲရှိပါတယ်ထိုလူတွေကထိုမဟာအင်ပါယာကအမျိုးသားလားအမျိုးသမီးလားဆိုတာတော့မသိကြပါဘူးဒိုးဝရင်ထိုမဟာအင်ပါယာကောင်းကင်ဘုံကဘလောက်ထိလှုပ်ဝက်ဆန်းကျိလေလေခင်ရောက်နေကန်ကိုရန်စားချင်တဲ့သူကပို့ပြီးတော့နေပါလိပါထိုအချိန်မှာခင်ရောက်နေကန်အတွင်းမှာအဖိုးကြီး9ယောက်10ယောက်လောက်ကစုယုံနေကြပြီးသူတို့ ဲမျက်နှာတွေကခါတီမူနဲ့ပြင်းထန်နေပါတယ်သူတို့ရဲ့ရှိမှာတော့ဂုံတိတ်ခရှိတဲ့တလက်ပိုင်အွယ်လူတစ်ယောက်ကကျေလောင်စွာနဲ့ဟိမ့်လိုက်ပါတယ်ခမ ्या တို့အားလုံးဘာလို့ဖြစ်နေရလဲဆိုတော့ကျွန်တော်ကိုပြောစမ်းသူတို့ကတားရဲမွေးမြူရဲ့နေပယ်ထင်းမှာတွားကစားမယ်လို့ပြောတယ်ဒါပေမဲ့အကြီးကဲတွေထဲကတယောက်ကအကူညီမဲမှုနဲ့ပြင်းထန်နေပြီးရေအိုးလိုက်ပုံပါပဲကစားမယ်မဟာအင်ပါယာရဲ့အရှိန်ကပြန်နှက်ထွက်ကုန်ပြီဒါဘလို့လို့ပြီးတော့ကစားနေတာဖြစ်နိုင်အောင်ပါလေတလက်ပိုင်ရွယ်လူကဟိမ့်လိုက်ပြီမဲ့သူ့ရဲ့မျက်လုံးကအကူညီမဲမှုနဲ့ပြင်းထန်နေပါတယ်ငါတို့ကတားရဲမွေးမြူရဲ့နေပယ်ကိုဖွင့်လို့မရဘူး သူတို့ကအဲ့တော့တစိမ့်ခတ်တော့ပြီငါတို့အဝင်မခံဘူးနောက်ထပ်အဖိုးကြီးတယောက်ကလည်းခါးသီးစွာနဲ့ခေါင်းခါလိုက်ပါလေမဟာအင်ပါယာရဲ့ပြန်လည်ဝင်စားခြင်းမှာဘာအမှောင်ရင်းမဟုတ်ခွင့်မပြုနိုင်ဘူးသူတို့ကကြီးထွားနေတော့မယ်သူတို့ကမဟာအင်ပါယာကောင်းကင်ဘုံရဲ့စွမ်းအုပ်ကိုတုံးဖို့ကမသင့်တော်သေးဘူးအဲ့ဒီဘိုးဘေးလေးနှစ်ယောက်ကဘာလို့လုံနေကြရလဲ တလက်ပိုင်အရွယ်လူကခြေတော်ကိုဆောက်လိုက်တော့ခင်ရောက်နေကိုင်းတစ်ခုလုံးကတုန်ခါသွားပါတယ်။အပြင်ကကဘာကြီးကတော့တုန်ခါသွားပါတယ်။လေဟာနဲ့တန်လျက်ထဲမှာဝင်လင်းကရစ်ပလင်းပေါ်မှာထိုင်နေလောဘစီကနေပောက်ကွဲထွက်လာတယ်။တောင်မတ်ဖွေရအရှိန်ဝါကိုမြင်လိုက်ရပါတယ်။သူ့ရဲ့မျက်လုံးထဲမှာလည်းအံအသိမှုတွေကပေါ်ထွက်လာပါတယ်။လောဘရဲ့လက်ထဲကနေမင်းကလူတယောက်ရဲ့အရွယ်စားရောက်တဲ့အထိလှိမြန်စွာနဲ့ပြန့်နှံ့သွားပါတယ်။မိငတ်ကိုးကောင်ကတနာစီရကောင်းတဲ့အော်တန်တွေကိုပြုတ်ပြီးနောက်ဆုတ်ဖို့အတွက်ကြိုးစားနေပေမဲ့နေရောင်ကြီးကဝင်လဲသွားတာနဲ့သူတို့အားလုံးကပြိုလဲသွားကြပါတယ်။အယောင်ခုနှစ်မျိုးတောက်ပညာရှင်ကလည်းရှိနေပါသေးတယ်။ ယ်။သူကခဏလောက်ကြောင်သွားပါတယ်။သူကမှညံ့ကိုမရရှိထားပေမဲ့အချိုးရာတွေကသူ့ရဲ့ဝိညာဉ်ထဲမှာဆွဲထင်းနေပါတယ်။သူကဝိညာဉ်သုံးခုအဖြစ်ခွဲထွက်သွားရင်တော့အချိုးရာတွေကဖြည့်ဆည်းလို့မရပါဘူး။အဲ့ဒီမှညံ့ဟာမတိမျိုးကျက်တာကုန်းမြစ်ကြီးရဲ့နေကိုးစင်းပေါ်ကြောက်ရွံ့မှုနဲ့လေးစားမှုပါ။ဒါဒါမဟာအင်ပါယာကောင်းကင်ဘုံရဲ့အရှိန်ပါပဲ။ အယောင်ခုနှမျိုးတောက်ပညာရှင်ရဲ့မျက်နှာအမူအရပြောင်းလဲသွားပါလေ။နေအောင်ကြီးကနီးကပ်လာတဲ့သူ့ရဲ့ခန္ဓာတုံဝင်လာပြီးတွေးရရာအန်ထွက်လာပါလေ။သူကယူတယောက်လိုနောက်ဆုတ်သွားပါလေ။သူကဝန်လင်းကိုတန်းစင်ဖို့မစင်စားတော့ပဲ။နေမင်းစီကနေလာတဲ့အချိန်မှာကြောက်တတိတွေကပျောက်ဆုံးသွားခဲ့ပါလေ။သူတွေမကပဲ။တတိယဝိညာဉ်ကိုရှာတွေးနိုင်မလားလို့ဗိုလ်ချုပ်လေးရောက်နောက်ကိုလိုက်နေတဲ့တဆေဦးကြီးကျန်းကလည်းယုတ်တရက်တုံဝင်သွားပါလေ။သူ့ရဲ့မျက်နှာကလည်းတေလောင်းကိုဖျော့ဖျော့သွားပါလေ။မဟာအင်ပါယာကောင်းကင်ဘုံသူကစကားမပြောခဲ့ပါဘူးဒိုးရတဲ့ဆူရှားတဲ့အတန်တစ်ခုကသူ့ရဲ့ခန္ဓာကနေထွက်ပေါက်လာပါလေ တော့ဒါဘလို့လုပ်ပြီးတော့ဖြစ်နိုင်ပါလဲမဟာအင်ပါယာကောင်းကင်ဘုံရဲ့အရှိန်ကဒီထဲကိုဝင်လာတယ်ဒါ အဲ့ဒီတောင်မက်ဖွေရအရှိန်ကအတွင်းနဲ့ပဲအပြင်နဲ့ပဲနဲ့လှိုင်းကူကဘာတစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်။ထိုးရဂျိုတစ်ခုချင်းစီသူတို့ပေါ်ကတက်ရှိတတော်တစ်ခုချင်းစီကိုဖျက်တမ်းတိုက်ခတ်သွားပါတယ်။ထိုးချိန်မှာလှိုင်းကူကဘာတစ်ခုလုံးကရှုပ်ထိမှုအခိုက်တန်းတစ်ခုထဲကိုဝင်ရောက်သွားပါတယ်။အခုချိန်မှာတစုံတစ်ယောက်ကတားရဲပဲဖြစ်ဖြစ်တမန်လူပဲဖြစ်ဖြစ်ကြီးညံ့သူပဲဖြစ်ဖြစ်မဟာအင်ပါယာကောင်းကင်ဘုံအရှိန်ကရဲ့လှုပ်ဆောင်မှုကြောင့်မရေမတွန်းနိုင်တဲ့ပြန်လည်ဝင်စားခြင်းဘွားတွေမတိုင်ခင်ကသူတို့မီးရောနေခဲ့တဲ့မျက်ညံ့တွေကိုပြန်ပြီးတော့သတိရလာကြပါတယ်။ထိုမညံ့နေရမဟာအင်ပါယာအရှိန်ကရဲ့လှုပ်ဆောင်မှုတာမရှိရင် နှစ်တောင်းပေါင်းချီကြာသွားခဲ့မှဆိုရင်တော့ပထမနှိုးထလာမှာမဟုတ်ပါဘူးဒိုးဝရင်အဲ့လိုအန်အသင်းစရာတိုက်ဆိုင်မှုကြောင့်အဲ့ဒီမျက်ညံတွေကနှိုးထလာခဲ့ကြပါတယ်နှိုးထလာတဲ့ထိုမျက်ညံတွေကတတရားဝဉဉ်မှာတိမ်ပင်လေထရအကွဲကြောင်းထဲမှာအယောင်ခွန်မျိုးတောင်ဥပညာရှင်ကကြောင်းလန့်ကြားနဲ့ထွက်ပြေးသွားပါတယ်။သူကသွေးများအန်ထွက်လာပြီးဘာတဲလွန်းစာမှမကြံ့အောင်ထွက်ပြေးပြောက်ွယ်သွားပါတယ်။အခုတိမ်ပင်လေထရလေဟာနဲ့အကွဲကြောင်းပေါ်မှာအလုံးမယုံမှကြောင်းရုံမှုတွေကိုခန်းစားနေရပါတယ်။ဝက်လင်းကိုလိုက်ဖမ်းတာကမဟာအင်ပါယာကောင်းကင်ဘုံရဲ့အရှိန်အဟောင်ကိုထွက်ပေါက်စေလိမ့်မယ်လို့သူကဘယ်တုန်းကမှမျှော်လင့်မထားမိခဲ့ပါဘူး။ အကွဲကြောင်းနဲ့အတွင်းရရစ်ပလင်ပေါ်မှာဝလင်းကနေမင်းရလောဘောကိုဝင်းရံပြီးတန်လျက်ထဲကိုဆွဲခေါ်သွားတော့ကြောင်ပြီးတော့စိုက်ကြည့်နေမိပါတယ်အကွဲကြောင်းကနေတစင်းကိုဝလင်းကအထဲရနေချစ်စရာကောင်းတဲ့မင်းကလေးနှစ်ယောက်ကိုမြင်တွေ့လိုက်ရပါတယ်အဲနေဟိုးတားရဲမွေးမြူရဲ့နေပယ်ထဲမှာမင်းကလေးငယ်တစ်ယောက်ကဝလင်းကိုမြင်လိုက်ပုံရပြီးပျော်ရွှင်နေတဲ့မျက်နှာအမူအရပေါ်လာပါတယ်ဟဟန်ကြည်စမ်း तू ကငါပြောနေတယ်လူပဲသူ့ကိုလည်းဝလင်းလို့ခေါ်တယ်ဘောဘာဒီနေရာအကွဲကြောင်းကိုအမြန်ပိတ်လိုက်တော့ဟိုစိတ်ရှုပ်စရာအဖိုးကြီးတရာလာနေပြီ သူတို့ကဒီနေရာအကြောင်းကိုသိသွားရင်ငါတို့ကနောက်လာလို့ရမှာမဟုတ်တော့ဘူး။ကောင်းပြီ။ငါအကွဲအကြောင်းကိုပိတ်လိုက်တော့မယ်။နေကလောဘကိုတွားပြီးတော့ဟွက်ထားလိုက်။သူတို့ကငါတို့ကတီးခွင့်ပေးလို့မရဘူး။အကွဲကြောင်းကိုရွှေအောင်အလင်းတစ်ခုကဖုံးကိုသွားပြီးတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်အခုထိတောင်ဝက်လင်းကထိုးအဖြစ်ဖြစ်အလုံးပေါ်မှာရှုပ်ထင်းနေတုံးပါသူကရစ်ပလင်းပေါ်မှာထိုင်ပြီးအချိန်ကြာကြီးစဉ်းစားနေပြီးမှအကွဲကြောင်းစီကနေသူ့ရဲ့အကြီးကိုယူသိမ်းလိုက်ပါတယ်နေကိုးစင်းနေရတဲ့စင်မဟာအင်ပါယာကောင်းကင်ဘုံ လီဟာနေကလုံးဝတိတ်ဆိတ်နေပြီးဘာအလင်းရောက်မှမကြံတော့ပါဘူးဝင်လင်းကဂျစ်ပလင်းပေါ်မှာတိတ်တဆိတ်နဲ့ထိုင်နေဖြစ်ပြခဲတာကိုပြန်စင်းစားနေမိပါတယ်အဲ့ဒီခလီငယ်နေရောက်ကတကယ်တမ်းမှာမဟာအင်ပါယာတွေမတိမျိုးကျက်တာဂုံးမြစ်ကြီးရဲ့ဒါနာယီလာမဟာအင်ပါယာကောင်းကင်ဘုံတွေပဲသူတို့ကအရှိန်ဝါတက်တက်နဲ့တင်အယောင်ခုနှစ်မျိုးတောက်ပညာရှင်ကိုကြောက်လန့်တခြားနဲ့ထွက်ပြေးသွားနိုင်စေခဲ့တယ်ဝင်လင်းရဲ့မျက်လုံးကပူပူပြီးတော့တောက်ပလာခဲ့ပါတယ်တနေ့နေ့မှာငါဝင်လင်းရလေမဟာအင်ပါယာကောင်းကင်ဘုံတယောက်ဖြစ်လာစေရမယ် ဝလင်းကသူ့ရဲ့မျက်လုံးကိုမှိတ်လိုက်ပြီးခဏကြာမှပြန်ဖွင့်လိုက်ပါလေ။သူကသူ့ရဲ့နှလုံးသားကိုတင်ញံအောင်လို့လှုပ်လိုက်ပါပြီ။အယောင်ခဏမျိုးတောက်ပညာရှင်ကဒီနေရာကိုထပ်ပြီးတော့လာရဲတော့မှမဟုတ်ဘူး။ဒီနေရာကအလုံးကျုံဆုံးနေရာဖြစ်တဲ့နေ။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်။